်မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီစီစဉ်ကိုဒဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကတိမ်ခွန်းရွာမှာ၃ရက်ဆက်တိုက်ပွဲဖြစ်တဲ့သတင်းမြေမျိုးကစားတော့ဆိုင်မီးလောင်တဲ့အကြောင်းဒဝဲမှာရှိတဲ့နယ်စည်းမထားဆရာဝန်များအဖွဲ့တောင်းဝန်ခံတွေကိုစစ်ကောင်စီဖမ်းလို့မြစ်တရိပ်စီခံရနာရောက်ဖွဲ့ရှိနေတဲ့အခြေအနေနဲ့ ကချင်နောက်ဘူရီမှာအလှပြင်ဆိုင်ဖွင့်ထားတယ်ဆိုပြီးမြန်မာသုံးဦးဖမ်းဆီးခံရတဲ့တဲ့င်ကော့စမွေမှာဆိုင်ကယ်ခိုးတယ်ဆိုတဲ့မြန်မာဆောင်တွဲဖမ်းဆီးခံရတဲ့အကြောင်းစတဲ့တဲ့င်တွေကိုနားဆင်ရမှာပါရှင်မြန်မာနယ်စပ်ကုံသွေးလမ်းပိုင်းမှာရှိတဲ့တနင်္သာရီမြို့နယ်တိန်ခွန်ရွာမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့တုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မော်တော်နယ်ဆက်ကုန်သွယ်ရေးစခန်းကိုသွားတဲ့လမ်းမိုင်းမှာရှိတဲ့တိမ်ခွန်ရွာမှာဆွန်လ၄ရက်ကနေ၆ရက်နေ့အထိ၃ရက်ဆက်တက်တိုက်ပွဲပြင်းထန်ခဲ့တာပါစစ်ကောင်စီတပ်ဖက်ကတိုက်ပွဲအတွင်းလက်နက်ကြီးအပြင် drone တွေနဲ့ပါတိုက်ခိုက်တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်လက်ရှိမှာစစ်ကောင်စီတပ်ကအင်အားထပ်ဖြည့်လာပြီးညချိန်မှာလည်း drone နဲ့ကင်းထောက်နေတယ်လို့ဆိုပါတယ် တောင်ရတာတိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖက်ကထိခိုက်မှုမရှိသလိုစစ်ကောင်စီတပ်ဖက်ကထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကပြောပါဗျ။ထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းပိုင်းဖြစ်တဲ့တနင်္လာရီထုံခေါမော်တော်လမ်းပိုင်းကိုပြန်ထိန်ချုပ်ဖို့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကတည်းကစစ်ကောင်စီတပ်အင်အားရချီသုံးပြီးစစ်ကြောင်းထိုးနေတဲ့အတွက်တိန်ခွန်းရွာနဲ့အနီးဝန်းကျင်ခြေရွာတွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါဗျ။ မြင်းမြို့ကန်ခေါင်းရက်ကွက်မှာဖွင့်ထားတဲ့တပတ်စားတော့ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ဇွန်လ10ရက်နေ့မနက်2နာရီဝန်းကျင်မှာမီးလောင်ခဲ့ပြီး level 2အဆင့်ရှိတဲ့အတွက်မိနစ်30လောက်ညှိတက်ခဲ့ရတယ်လို့မိသက်တက်ဖွဲ့ဝင်တချို့နဲ့ရက်ကွက်နေပြည်သူတချို့စီကသိရပါတယ်။အစ်နေဆိုင်ပိတ်ထားတဲ့အတွက်လူထိခိုက်တာမရှိဘဲစပိုဆောင်လောက်ပဲမီးလောင်သွားတယ်လို့ရက်ွက်နေသူတို့ကပြောပါဗျ။စားတော့ဆိုင်မီးလောင်တာမှာမြင်းခရိုင်နဲ့မြို့နယ်မိသက်စခန်းအရန်မိသက်စခန်းတွေကမိငိမ့်သက်ရင်၅စီ ရေတရင်၅စီးတို့နဲ့ညီသက်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါဗျ။ပြည်ထောင်နေစွန်လ၄ရက်နေ့ကလည်းမြေမြို့နယ်မြေတောင်ကျေးရွာအုပ်စုအင်းလင်းမြရွက်ကွက်မှာရှိတဲ့ရေစကြိုစားတောက်ဆိုင်မှာမီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။ ယ်မြို့မှာရှိတဲ့နန်စီမထဆရာဝန်များအဖွဲ့ကတာဝန်ခံဆရာဝန်ဒုတာဝန်ခံနဲ့စစ်တုခန်းတာဝန်ခံတအူတို့ကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့အတွက်အဲ့ဒီအဖွဲ့ကဖွင့်ထားတဲ့မြေတားရေးစေခန်းကိုရန်နာရောက်ဖွဲ့ရှိနေတယ်လို့ရုံးနဲ့နှိဆက်သူတချို့စီကသိရပါဗျ။မေလနောက်ပိုင်းကနန်စီမထဆရာဝန်များအဖွဲ့ MSF စတိုခန်းတာဝန်ရှိသူကိုဖမ်းဆီးပြီးတဲ့နောက်ဇွန်လဆန်းမှာတာဝန်ခံဆရာဝန်နဲ့ဒုတာဝန်ခံကိုဖမ်းဆီးခဲ့တာပါ။ ထူးတောင်ဝခံကိုတော့ပြန်လွှတ်လိုက်ပေမဲ့လည်းဆရာဖာယုံကို နေတိုင်းနေပေါ့ခေါ်ယူစစ်ဆေးနေတယ်လို့စုံစမ်းသိရပါဗျ။ MSF ယုံတောင်ဝရှိသူတွေကိုဒူဝဲမျိုးအုံတော်လဲစုံနာက MSF ယုံမှာပဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ CDM ဆရာဝန်အုပ်ကိုအလောက်ခန့်တယ်လို့ဆိုပြီးဖမ်းဆီးဖို့စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကလှုံ့ဆော်ပြီးတဲ့နောက်အခုလိုဖမ်းဆီးခံရတာပါ။စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့အတွက်ကြံရုံအဖွဲ့ဝင်တွေလည်းကြောက်လန့်ပြီးရှောင်သိမ်းနေရတယ်လို့ MSF နဲ့နှိစက်သူတို့ကပြောပါဗျ။ ဒါကြောင့် MSF အဖွဲ့ရဲ့အုပ်ချုပ်မှုနဲ့စေဝါထောက်ပံ့မှုတွေပြတ်တောက်သွားပြီးဖွင့်လှစ်ထားတဲ့မြေတားရိတ်စည်းကမ်းဟာရနာရမယ့်အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။ MSF အဖွဲ့ကဖွင့်ထားတဲ့မြေတားရိတ်စည်းကမ်းမှာအထွေထွေလူနာတရာကျော်ကို နေ့စဉ်ဈေးကူတာပေးနေတဲ့အပြင်သွေးတိုးနှလုံးစီချိုသွေးချိုစတဲ့နာတာရှည်လူနာ၄၀၀၀လောက်ကိုလည်းပုံမှန်ဈေးကူတာပေးနေတယ်လို့ပြောပါတယ်။ မေတ္တာရေးစေခံရက်နာလိုက်ရပါကအထွေထွေယောဂလာပြတဲ့လူနာတွေနဲ့နာတာရှည်လူနာတွေအတွက်အခက်အခဲဖြစ်လာနိုင်တယ်လို့ဆိုပါရယ်။အရင်က MSF ရဲ့မေတ္တာရေးစေခံမှာ HIV ပိုးပြန့်ပွားတာကိုဟန်တာတဲ့ ARDC ထောက်ပံ့ပေးနေတာကနေလက်ရှိမှာတော့အထွေထွေယောဂတွေကိုကုသပေးနေတာဖြစ်ပါရယ်။ ထိုင်းနိုင်ငံကချင်နောက်ပူရီခရိုင်မှာစပိန်ညဆိုင်အပါအဝင်အလှပြင်ဆိုင်တွေဖွင့်ထားလို့ဆိုပြီးမြန်မာနိုင်ငံသား၃ဦးဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေမှဖော်ပြထားပါတယ်။ကချင်နောက်ပူရီခရိုင်ထဲမှာမြန်မာနိုင်ငံသားတွေအလှပြင်ဆိုင်ဖွင့်ထားတာကိုဆိုရှယ်မီဒီယာတွေပေါ်ကြော်ညာနေတယ်လို့တိုင်ကြားလာတဲ့အတွက်ကချင်နောက်ပူရီရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။ ဇွန်လ10ရက်နေ့မွန်းလွဲ2နာရီလောက်ကရတက်ဖွဲ့တွေဟာထမကားတိတောင်မှရှိတဲ့အလှပြင်ဆိုင်ဒီဇိုင်းတဲ့ဝင်စစ်ချင်းမြန်မာနိုင်ငံသားအချင်းချင်းသပင်းပြုပြင်နေတာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါရယ်ဒါကြောင့်ဆိုင်မာလုံးနေတဲ့အသက်20အရွယ်ကိုထက်မမောင်လေးနဲ့အသက်29နှစ်အရွယ်မတတန်းမိုးတို့နှစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါဗျ။အဲ့ဒီဆိုင်နာကနောက်တဲ့ဆိုင်မှာအသက်30အရွယ်ကိုတပ်ပိုင်စိုးကိုထက်မှန်ဖမ်းဆီးရောက်မိခဲ့တယ်လို့ဖော်ပြပါဗျ။ ဲ့ဒီမြန်မာနိုင်ငံသား၃ဦးဟာခွင့်ပြုချက်မရှိဘဲစပိန်ညံ့အလှပြုပြင်ရေးလုပ်ကိုင်နေတာကြောင့်နိုင်ငံခြားသားတွေလုပ်ပိုင်ခွင့်ထက်ကျော်လွန်လုပ်ကိုင်မှုနဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။သူတို့၃ဦးကိုထောက်လုအံရဲစခန်းမှာဖမ်းဆီးထားတယ်လို့ဖော်ပြထားပါတယ်။ထိုင်းနိုင်ငံမှာရွှေပြောင်းလူသမားတွေဟာနိုင်ငံခြားသားတွေလုပ်ပိုင်ခွင့်မရှိတဲ့ကုန်စည်ပို့ဆောင်ရေးအလှပြင်အနှိမ့်သက်စပိန်ညံ့အလန်းညွန်စတဲ့အလုပ်တွေမှာမလုပ်ကိုင်ကြဖို့အလုပ်သမားဝန်ကြီးဌာနကတတိပေးထားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းစူရတ်ထာနေခရိုင်ကော့စမွေကျွန်းမှာဆိုင်ကယ်ခိုးတယ်ဆိုတဲ့ဆွဆွဲချက်နဲ့မြန်မာနိုင်ငံသားလင်မယားနှစ်ဦးဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေမှဖော်ပြထားပါဗျ။ဖန်စီခံရသူတွေဟာအသက်24နှစ်အရွယ်ကိုလာမင်းနဲ့အသက်25နှစ်အရွယ်မချစ်နှင်းဤဆန်တို့ဖြစ်ကြပြီး သူတို့နေထိုင်တဲ့ဘိုးဖွဒေသကအခန်းထဲမှာတပ်သေးတွေနဲ့အတူဇွန်လ6ရက်နေ့ညနေကဖမ်းမိခဲ့တယ်လို့ထိုင်းသတင်းမှာဖော်ပြထားပါဗျ။ ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ညကထိုင်းနိုင်ငံသားတအူးဆိုင်ကယ်ကိုအိမ်အပြင်မှာရပ်ထားခဲ့ပြီးတဲ့နောက်မနမူးလင်းအိယာကနိုးချင်းဆိုင်ကယ်ပျောက်သွားတာလို့ပို့ဖို့ရဲစခန်းမှာတိုက်ချက်ဖွင့်ခဲ့တာပါရဲတပ်ဖွဲ့ကအနည်းမှရှိတဲ့ CCTV မှတ်တမ်းတွေကိုစစ်ဆေးရမှာအမျိုးသားအမျိုးသမီး2ဦး Honda Scoobi ပန်းရောင်ဆိုင်ကယ်ကိုခိုးယူတွန်းသွားခဲ့ပြီးဆိုင်ကယ်ပြင်ဆိုင်မှာတော့ပြင်ခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကနေတဆင့်ခြေရခံလိုက်လံစစ်ဆေးခဲ့ခြင်းသူတို့နှစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးခိုးယူခဲ့တဲ့အုံပြတဲ့ဆိုင်ကယ်အဝတ်အစားတွေကိုတပ်သိအနေနဲ့တင်ဆက်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။သူတို့နှစ်ဦးကိုထပ်မံစစ်ဆေးရာအမျိုးသားက488ရက်နေထိုင်ခွင့်ဗီဇာကျော်လွန်နေပြီးအမျိုးသမီးက113ရက်ကျော်လွန်နေတာတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဖက်စီခံရတဲ့မြန်မာနိုင်ငံသားနှစ်ဦးကိုခိုးမှုတရားမဝင်ဝင်ရောက်မှုတွေနဲ့အမှုဖွင့်ထားပြီးဘူဖို့ရဲစခန်းမှာဖမ်းဆီးထားတယ်လို့သတင်းမှဖော်ပြပါဗျ။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ပြီးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dwellwash Wine တော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါရရှင်။